င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရင်တွေကိုတက်ဆက်ပေးပါမယ်။တေဆုံးသူယာယီတမရအမိခံမြင့်ဆွေပိုင်ဆိုင်တဲ့မြေွက်ကိုတမတ်ဖြစ်သူတာယာမြင့်ဆွေက ရောင်းစားမှု မြင့်ဆွေမိမခင်သက်ထဲကကန့်ကွက်လိုက်ပြီးဖြည့်ရှင်းမပေးရင်အရေးယူမယ်လို့ကြေညာပါရယ်။မန္တလေးမြို့လေဈေးကြိုအနီးမှာဒေါက်တာတေဇာဆန်းဦးဆောင်က အကြမ်းဖက်ဆေးဥစုရဲ့အတုရောင်တရားဝင်ရွေးကောက်ပွဲကိုပြည်သူလူထုတည့်ရလို့ပြပြတာတာစက်ကျင်ကြရန်ဆန္ဒပြရတဲ့တွင်ပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခေတ်တရင်တွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးချင်တဲ့တဲ့တပုတ်ကတော့တေဆုံးသူယာယီသမရအမိခံမြင့်ဆွေပိုင်ဆိုင်တဲ့မြေွက်ကိုတမတ်ဖြစ်သူတာယာမြင့်ဆွေကရောင်းစားတာကြောင့် မြင့်ဆွေမိမခင်သက်ထင်းတဲ့မိသားစုဝင်တွေကကန့်ကွက်လိုက်ပြီးဖြည့်ရှင်းမပေးရင်အမှုဖွင့်တရားစွဲအရေးယူသွားမယ်လို့စစ်တပ်ဝါဒပြန်သတင်းစာတွေကလည်းတဆင်သတိပေးကြေညာထားပါတယ်မန္တလေးမြို့မဟာအောင်မြေမြို့နယ်အကွက်အမှတ်မ59ဥပိုင်အမှတ်31ဧရိယာ3ညတက်တမ1132ညနှစ်ကျင့်ဝန်းတယ် ယာယီသမရအမိခံမြင့်ဆွေအမိပေါ့မြေကွက်ကိုတမတ်ဖြစ်သူတာယာမြင့်ဆွေကမြေကရံတက်တန်းတိုးဆောင်ရွက်ပေးဖို့အတွက်ကိုယ်စလေလွှဲစာနှစ်ဆောင်ကိုမြင့်ဆွေမိသားစုကပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တမက်ဖြစ်သူကကိုစလေလွှဲစာနှစ်ဆောင်ကိုအသုံးပြုကမြင့်ဆွေမိမခင်သက်သေးတားဖြစ်သူအငင်းစားဘူကြီးကြော်ဖုံးမြင့်တို့မသိအောင်မြေကွက်ကိုခရံတတံမတို့ပဲရောင်းချခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အဲဒါကြောင့်တာယာမြင့်ဆွေနဲ့အပေါင်းပါတွေ ကို9ရက်အတွဲလာရောက်ဖြည့်ရှင်ဖို့မဖြည့်ရှင်ပဲရှောင်တိန်နေမယ်ဆိုရင်တီဇဲဥရေရအရေးယူဆောင်ရွက်သွားမယ်လို့လည်းကြေညာထားပါဗျ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးမြင့်ဆွေဇနီးခင်သက်ထေးရတရားလွှတ်တော်ရှင်နေဖြစ်တဲ့ဒေါ်အောင်မမြင့်ကိုရန်ကုန်ခေတ်စ်ကမင်းမြန်းရမှာတော့ဥပဒေနဲ့အညီအလုပ်လုပ်တာဖြစ်ပြီးမီဒီယာတွေကို စကားလက်ခံ တွေ့ဆုံပြီးပြောရမှရှိဘူးလို့လည်းဖြစ်ကြပါဗျ။ မြင့်ဆွေမိသားစုအကြောင်းကိုသိရှိထားတဲ့သတင်းမြင့်ပြောတာကတော့တာယာမြင့်ဆွေဟာမြင့်ဆွေရဲ့တမီးကြီးဖြစ်တဲ့ခင်တထားဆွေရဲ့ခင်မုန်းဖြစ်ပြီးခင်တထားဆွေနဲ့တာယာမြင့်ဆွေတို့မှာအက်ကမင်းကောင်နဲ့မြင့်ဆွေတက်ကဆိုတဲ့သားသမီးနှစ်ဦးရှိတယ်လို့လည်းသိရပါဗါးအခုမြေကွက်အမှုကလည်းမြင့်ဆွေရဲ့တမီးခင်တထားဆွေနဲ့တမက်ဖြစ်သူတာယာမြင့်ဆွေကရောင်းစားခဲ့တာဖြစ်တယ်လို့လည်းသတင်းမြင့်ကပြောပြပါဗါးယာယီသမရအမိခံမြင့်ဆွေရဲ့မိမဖြစ်သူခင်တထေးဟာတထုံဘက်ကတရုတ်အစ စ်တွေဖြစ်ပေမဲ့လည်းမြင့်ဆွေယာရုကြီးလာချိန်မှာတော့သူ့မိမဘက်ကအမျိုးတွေအမိတွေအလုံးကိုဗမာမှုပြုတ်လိုက်တယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုဗမာမှုပြုတ်ရမှာခင်သက်သေးရဲ့အဖေဖြစ်သူဦးယူဝင်းဆိုရင် ဥယျဝေဆိုပြီးပြောင်းခဲ့တာလို့မြင့်ဆွေအကြောင်းသိရှိထားတဲ့သတင်းမြစ်ကပြပြပါရယ်မြေခွက်တွေကိုရောင်းစားခဲ့တဲ့မြင့်ဆွေသမက်တာယာမြင့်ဆွေဟာမေဆင်းဆရာဝန်ကြီးဒေါက်တာမြင့်ဆွေနဲ့ဒေါခင်တန်းဝင်းတို့ရဲ့သားဖြစ်ပြီးတာယာမြင့်ဆွေမှာညီကိုမောင်နှမသုံးဦးရှိရလို့လည်းသိရပါရယ်ယာယီသမရအမီခန်မြင့်ဆွေကတော့အခုနှစ်ဩဂတ်လ9ရက်နေ့မှာတည်ဆုံသွားခဲ့တာလည်းဖြစ်ပါရယ်ရှင် ကရင်ပြည်နယ်တိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်လေးရက်ွက်မှာ BGF အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးထွက်ပြေးသွားတဲ့တရုတ်နှုတ်ဦးကို BGF တပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးရိုက်လည်စစ်ဆေးခဲ့ရမှာတဦးဟာတေဆုံးသွားတယ်လို့ကရင်စစ်ရေးသတင်းမြစ်ကရဟန်းခတိကိုပြပြပါရယ်ဒီဇင်ဘာလ2ရက်နေ့မနက်7:00နာရီလောက်ကမြောက်ရီမြို့အမှတ်လေးရက်ွက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေကကြားဖြန့်လုက္ကင်ဖို့အငားချထားတဲ့ အခြား BGF တအူးရဲ့နေရင်ကိုလမ်းကြီးလာရောက်ကောက်ယူခဲ့တာလည်းဖြစ်ပါတယ်။အဲလိုကောက်ယူမှုကြောင့် BGF အချင်းချင်းစကားများကအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်မှုအတွင်းမှာကြားဖြန့်လုတ်ကင်နေတယ်။တရုတ်နိုင်ငံသားနှစ်ဦးကနေအိမ်ကနေထွက်ပြေးသွားတာကြောင့်ငွေလာကောက်တဲ့ BGF တပ်ဖွဲ့ဝင်တွေကလိုက်လံပြစ်ခတ်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်မှုကြောင့်ရက်ကွက်နေပြည်သူတွေလည်းကြောက်လန့်ခဲ့ရတယ်လို့အဲဒီတရုတ်နိုင်ငံသားနှစ်ဦးကိုလည်းရက်ကွက်နေပြည် သူတွေကပဲဖမ်းဆီးပြီး BGF တပ်ဖွဲ့တွေလက်ကိုအနှံပေးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုဖမ်းဆီးရရှိတဲ့တရုတ်နိုင်ငံသားနှစ်ဦးကို အောင်စမူလင်းဟိုတယ်ဝင်းတွင် BGF စီကံထင်းထင်းရုံးမှာရိုက်နှက်စစ်ဆေးခဲ့ရတာနဲ့တရုတ်နိုင်ငံသားတို့မှဖမ်းဆီးနှိစက်ခံရတဲ့ဒဏ်ရာယူနဲ့တေဆုံးသွားခဲ့လို့လည်းသိရပါတယ်ရှင်။ န္တလေးရဲ့တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမြို့လေဈေးကျိုအနီးမှာဒေါက်တာတေဇာဆန်းဦးဆောင်ကအကြမ်းဖက်ဆေးအုပ်စုရဲ့အတုအယောင်တရားဝင် ရေကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားစန့်ကျင်ကြဖို့အတွက်ဆန္ဒပြခဲ့လို့သိရပါဗျ။အဲ့ဒီဆန္ဒပြပွဲမှာအကြမ်းဖက်ဆေးအနာရှင်စနစ်တိုက်ဖျက်ရေးလူတို့အရေးတော်မှုတက်သားတွေဖြစ်ကြတယ်ဒေါက်တာတေဇာဆန်းကိုနန်းလင်းရန်ကုန်ကိုခန့်ဝေပြိုစကိုင်းတို့အပါအဝင် ရဲဘော်ရဲဘက်တွေကပြည်သူလူထုနဲ့အတူပူးပေါင်းကလှုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်းသိရှိရပါဗျ။အဲဒီလူထုလှုပ်ရှားမှုကို အာနာယူမင်းအောင်လံပြုံးလင်မြို့စစ်တနန်စင်ပွဲကိုတက်ရောက်စကားပြောနေချိန်မှာလှုပ်ဆောင်ခဲ့တာဖြစ်ကြသလိုမင်းအောင်လံလုံခြုံရေးအတွက်မန္တလေးမြို့လယ်မှာစစ်မိတ်စာစစ်ဘလူးတွေတောင်းချမ်းနေခြင်းဖြစ်တဲ့ဒီဇင်ဘာလ3ရက်နေ့မှာပြည်သူလူထုရဲ့ပါဝင်ကူညီဆောင်ရှားမှုနဲ့အတူဘေးအန္တရာယ်ကင်းစွာပေါ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ဆရာနာရှင်စနစ်ဟာတိုင်းပြည်နဲ့လူထုတစ်ရက်လုံးအတွက်ဘုံရန်သူဖြစ်ပြီးဆရာနာရှင်စနစ် က်ဖြက်ရေးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဟာတိုင်းပြည်အတွက်ဘုံရီမန်းချက်ဖြစ်ကလူထုတရက်လုံးအတွက်သမိုင်းပေးတာဝန်ဖြစ်တယ်လို့လဲဆန္ဒပြပွဲမှာ ပါဝင်သူတွေကပြောပါတယ်။ဆရာနာရှင်စနစ်ကိုစန့်ကျင်တွန်းလှန်ရတာဟာအရင်ဒီအထိအခိုက်တွေကြီးမားပေမဲ့လည်းအာနာရှင်စနစ်အောက်မှာခေါင်းငုံလဲဆင်းခံပြီးစနစ်သက်ဆိုးရှိသွားမယ်ဆိုရင် ိုင်းပြည်မှာဖြစ်လာမဲ့နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုကပိုပြီးကြီးမားတာကြောင့်ဆရာနာရှင်စနစ်တိုက်ဖြတ်ရေးတွေပုံမိုတန်မာကြရမှာဖြစ်တယ်လို့ပုံမိုစုစည်းကြရမှာဖြစ်တယ်လို့လည်းဆနပြပွဲမှာပါဝင်သူတွေက ဆိုထားပါဗါဒါအပြင်ဆနပြပွဲမှာပါဝင်သူတွေက အထမဖန်စီအချင်းချခံထားတဲ့လူလူခေါင်းဆောင်တော်ဆန်းစုကြည်တမရာကြီးဦးဝင်းမျိုးနွဲ့နဲ့တကွာနိုင်ငံရေးအချင်းသားတွေအားလုံးကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရေးစေအုပ်စုကအတင်းအထမပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့လက်ရှိနိုင်ငံရေးပြဿနာအတွက်ထွက်ပေါမဟုတ်ပဲထောင်ချောက်သာဖြစ်ပြီးအထူးအရာတရားဝင်ရေကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားစန့်ကျင်ကြဖို့ဆေအိုစုဟာအရမစစ်မှုထမ်းဥပဒေကိုအတင်းပြဋ္ဌာန်းပြီးလူထုတရက်လုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေပြီးလူငယ်လူရွယ်များစွာကိုသတင်းတဲကိုပို့နေတယ် အာရမစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့ကိုလည်းတောင်းဆိုခဲ့ကြရလို့လည်းသိရပါဗျ။ဒါအပြင်ဒီဇင်ဘာလ10ရက်ပြည်ပဆိုင်ရာလူခွန်ရေးနေ့မှာလည်းတနိုင်ငံလုံးလူထုတရက်လုံးကအပြင်မထွက်အတန်တိတ်တပိတ်ကြီး silent strike ကိုဆင်နွှဲပြီးဒီလူထုသဘောထားနဲ့တောင်းဆိုချက်3ရက်ကိုဖော်ထုတ်တောင်းဆိုကြပေါ်နဲ့လူထုတိုက်ပွဲလှုပ်ရှားမှုမှာပြည်သူလူထုတရက်လုံးအတူတကွပူးပေါင်းပါဝင်ပေးကြဖို့အတွက်တိုက်တွန်းထားပါသေးတယ်ရှင်။ ဒီတစ်ခါမှာတော့ဩစတြေးလျအထက်လွှတ်တော်ကမြမအရေးစုံစမ်းရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တယ်လို့ဩစတြေးလျအထက်လွှတ်တော်အမတ်ဖြစ်တဲ့ဒင်းစမစ်ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဩစတြေးလျအထက်လွှတ်တော်ကမြမနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးအခြေအနေတွေမှာစစ်တပ်ရွေးကောက်ပွဲရဲ့အခြေအနေနဲ့ အယက်သားဒီမိုကရေစီဆိုရစနစ်ကိုပြန်လည်ရောက်ရှိရေးအတွက်အတားအဆီးတွေစတဲ့အခြေအနေတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်စုံစမ်းစစ်ဆေးအဖွဲ့ကိုဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီစုံစမ်းရေးအဖွဲ့ကိုအထက်လွတ်တော်အမတ်ဖြစ်တဲ့ဒစ်စပစ်ကဦးဆောင်မှာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုတော့2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာနောက်ဆုံးထားကလွတ်တော်ကိုအစီရင်ခံစာတင်သွင်းမှာဖြစ်တယ်လို့လည်းသိရပါတယ်။ မြမအရေးကိုစုံစမ်းစစ်ဆေးရမှာစစ်တရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့စစ်စစ်ဖြတ်တောက်မှုကိုလှုပ်ဆောင်သူတွေကို ြစ်မှတ်ထားအရေးယူတန်းခတ်နိုင်ဖို့စစ်တပ်နဲ့ဆက်ဆက်နေတယ်။နိုင်ငံပိုင်ဗန်တွေအပေါ်ကိုပုံမူတင်းကျပ်တဲ့ကန့်သက်ချက်တွေချမှတ်ဖို့စစ်တပ်စီကနေဖြတ်တန်းခြင်းမပြုဘဲယုံကြည်စိတ်ချရတဲ့နေဆက်ဖြတ်ကျော်လမ်းကြောင်းတွေကနေလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုးမြှင့်ပေးအပ်ရေးတို့အပါအဝင်အစီအမံတွေကိုထည့်သွင်းဆက်ဆံမယ်လို့လည်းသိရှိရပါတယ်။ဩစတြေးလျနိုင်ငံအနေနဲ့မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ ဒီမိုကရေစီအတွက်လှုပ်ဆောင်နေတဲ့ဖက်ဒရယ်အဖွဲ့အစည်းတွေအရက်ဖက်လူမှုအဖွဲ့အစည်းတွေကိုဘယ်လိုပံ့ပိုးကူညီနိုင်မလဲဆိုတာကိုဆန်းစစ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံကအွန်လိုင်းလင်လယ်မှုနဲ့အော်စတြေးလျအင်အောင်စုတွေကိုထိခိုက်စေတဲ့လူကုန်ကူးမှုကွန်ရက်တွေကိုတံပြန်ရေးအတွက် ဆန်းစစ်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အလားတူတခြားတစ်ဖက်မှာလည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကဂျပန်နိုင်ငံကိုရောက်ရှိနေပြီးဂျပန်နိုင်ငံကနိုင်ငံရေးပါတီတွေကလွတ်တော်အမတ်တွေနဲ့တွစ်ဆုံနေရလို့လည်း NUG ကသတင်းထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ၁ရက်နဲ့၂ရက်နေ့တို့မှာဂျပန်နိုင်ငံရဲ့လက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party for the People ကမစ္စတာဖိုကူဆာကိုဟဲဆူဆူမစ္စတာခီချီအိုဟာတိုယာမာမစ္စစ်တာမူယာမာမီတို့နဲ့တွစ်ဆုံပြီးမြမရေးအတွက် ပန်လွှတ်တော်တွင်တင်ပြနိုင်ရေးလူသားချင်းစာနာထောက်ပံ့မှုအကူအညီတွေပုံမိုပေးနိုင်ရေးတွေဆွေးနွေးခဲ့လို့လည်းသိရပါတယ်ရှင်ဒီတစ်ခါမှာတော့အကြက်ဖက်စစ်တပ်ရဲ့အတုရောင်ရွက်ောက်ပွဲကိုစန့်ကျင်ကြောင်းပြည်တွင်းပြည်ပကပြည်သူတွေအလုံးအွန်လိုင်းကနေတဆင့် လုံခြုံစွာဆန္ဒဖော်ထုတ်နိုင်တဲ့ website တစ်ခုကိုစတင်လွှင့်တင်လိုက်ပြီလို့အဲ့ဒီ website ကိုဖန်တီးထားတဲ့နေဆက်အခြေဆိုင်တော်လဲအင်အားစုတစ်ခုကရဲဘော်ကြော်ကြီးကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။အဲ့ဒီ website မှာဝယ်ရောက်အသုံးပြုသူတွေရဲ့ဘာအချက်လက်ကိုမှမှတ်သားသိမ်းဆည်းထားတာမရှိတဲ့အတွက်ကြောင့်ပြည်ရင်းရောပြည်ပကပါလုံခြုံစွာအသုံးပြုပြီးအဲ့ဒီ website မှာဝယ်ရောက်ကလစ်နှစ်ယုံနဲ့အကြက်ဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံကြဝယ်ရောက်ပူပေါင်းပါဝင် နိုင်မှာဖြစ်တယ်လို့လည်းရဲဘော်ကြော်ကြီးကပြောပါရယ်။အဲ့ဒီ website ကိုဖုန်းသမို့ကွန်ပျူတာတစ်လုံးနဲ့တစ်ချိန်တန်ဝင်ရောက်မဲပေးနိုင်တာဖြစ်ပြီးရရှိလာတဲ့မဲနံပါတ်အရေးအတွက်ကိုနိုင်ငံကအတိုင်းဝိုင်းတွေသိရှိအောင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါရယ်။ဂျက်ဘက်စစ်တပ်ကစီစဉ်ထားတဲ့ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်ခင်အချိန်ထိ ကန့်ကွက်မဲ့အရေးအတွက်တင်းချီရရှိနိုင်မယ်လို့မျှော်မှန်းထားကြောင်းပြည်သူများရဲ့ထင်မြင်ချက်တွေကိုလည်း website မှာလွတ်လပ်စွာဝန်ရောက်ရေးသားနိုင်ပြီးအထူးအရောင်ရွေးကောက်ပွဲကာလမှာဖြစ်ပေါ်လာမဲ့ဖိနှိပ်မှုတွေပဋိပက္ခတွေကိုဝန်ရောက်ရေးသားနိုင်တယ်လို့လည်းရဲဘော်ကြော်ကြီးကပြောပါရရှယ်ဆက်လက်ပြီးတော့တရုတ်အကူအညီနဲ့ TNLC ကနေအကြမ်းဖက်စစ်တပ်ကပြန်တုံးထားတဲ့မိုးကုတ်မြို့ပြင်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လာနေရလို့မိုးကုတ်ဒေသပြည်သူတွေနဲ့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ည8:30နာရီအချိန်ခန့်ကအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့မိုးကုတ်မျိုးစေးရုံဝင်းနဲ့ကြောင်ကြီးဝင်းတဲကိုတော်လန်တပ်တွေက drone နဲ့ဘုံးတွေကိုကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စစ်တပ်ကလည်းလက်လက်ကြီးတွေနဲ့မြို့ပြင်ဘက်ကိုပစ်ခတ်ခဲ့တယ်လို့လည်းသိရှိရပါရတယ်။ဒီဇင်ဘာလ4ရက်နေ့မနေ့ ဲ့အစောပိုင်း7နိုင်လောက်မှာတော့စစ်တပ်ဟာလေရင်နဲ့မိုးကုန်မြို့ပြင်အနောက်ပိုင်းနေရာတွေကိုဘုံးတွေကျဲချသွားခဲ့ပေမဲ့လည်းထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့မိုးကုန်မြို့အခြေဆိုင်တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျာ။အဲဒီနောက်မှာမိုးကုန်မြို့အနောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပင့်ကူတောင်ပေါ်ကနေစစ်တပ်ကလက်လက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့လို့လည်းသိရှိရပါဗါးအဲလိုပြစ်ခတ်နေတာကလည်းစစ်တပ်ဟာမိုးကုံမြို့ထဲမှာပတ်ပတ်လည်အဝိုင်းခံရတယ်လို့ဖြစ်နေတာကြောင့်လက်လက်ကြီးတွေနဲ့ရန်တန်ပြစ်ခတ်နေတာလို့လည်းမိုးကုံဒေသတော်လန်းသတင်းမြစ်ကပြပြပါဗါးအကြက်ဘက်စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ29ရက်နေ့မှာမိုးကုံမြို့အတွင်းကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့ကနေစတင်ကမိုးကုံမြို့ပြင်ကနေတော်လန်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်ရှင် ယ်အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းပေါ့မြို့နယ်မှာတလတာအတွဲမှာစစ်ကြောင်းထိုးကြတဲ့အကြမ်းဖက်စစ်တပ်ကအာဓမကျင့်ဖမ်းဆီးတပ်ဖြတ်သူပြည်သူ16ဦးသေဆုံးခဲ့ရပြီးကျေးရွာ10ရွာကနေအိမ်80ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပေါ့မြို့နယ်လူသားစာနာဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။နိုဝင်ဘာလအတွင်း ပေါမျိုးနယ်အတွင်းကျေးရွာတွေကိုအကျန်းဖက်စစ်တပ်နဲ့ဒေသခံပြူစောထီတွေပူးပေါင်းပြီးစစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာ ပြည်သူတွေကိုတပ်ဖြတ်တဲ့အပြင်အမျိုးသမီးတွေကိုလည်းအရမကျင့်တပ်ဖြတ်တာတွေကိုလုဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ကျေးရွာအတွင်းနင်းမိုင်းတွေကိုထောင်ထားခဲ့တာကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့လို့လည်းသိရှိရပါတယ်။အကျန်းဖက်စစ်တပ်ဟာပေါမျိုးနယ်အတွင်း ကျေးရွာတွေကိုနိုဝင်ဘာလအတွင်းမှာ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှု၉ကြိမ်၊ Y-20 နဲ့လေကြောင်းတိုက်ခိုက်မှု၄၈ကြိမ်၊စစ်တပ်လေတီးနဲ့လေကြောင်းတိုက်ခိုက်မှု၁၄ကြိမ်၊ဂျာရိုကော့ပတာနဲ့လေကြောင်းတိုက်ခိုက်မှု၁၁ကြိမ်၊လက်လက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု၂၁ကြိမ်ကိုပြုလုပ်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။